ကတ်ဆိုတဲ့စကားလုံးထည့်မယ်ဒါမှမဟုတ်ကရီယာရနောက်မှာကေဆိုတဲ့စကားလုံးထည့်မယ်တဘောပေါက်ပြီနော်ဒီမှာဂျာကတ်အမေရိကရောဂျာနာဂျာနာကနေလာတာအဲအဲဒီဂျာနာဆိုတဲ့ကရီယာကနေနာကိုဖြုတ်ပြီးတော့ကတ်ထည့်လိုက်တယ်ဒါမှမဟုတ်နာကိုဖြုတ်ပြီးတော့ကေဆိုတဲ့စကားလုံးထည့်လိုက်တယ်တဘောပေါက်ပြီနော်အဲဒါကြောင့်ဂျာကတ်ဂျာကေအလိုဖြစ်သွားပြီ သဘောပေါက်ပြီနော်အေးဒီဂျာကာဂျာကီရဲ့အနောက်မှာ sentence လာမယ် sentence ဆိုတာကနောက်တစ်ခုစာကြောင်းလာမယ်အဲ့တော့အဲ့ဒါ translate ဖြစ်နိုင်တယ်ဒီလို UU စာကြောင်းလည်းဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခု sentence တစ်ခုလာမယ်သဘောပေါက်ပြီနော်ဆရာဒီမှာဥပမာလေးရေးပြထားတယ်ဒီဥပမာလေးဖတ်ရင် position သွားမှာပေါ့နော် उसे जाकर बुलाओ उसे जाकर बुलाओ तू को तो अभी खोबा तू को तो खो အလိုမျိုးတိုက်ပြီနော် اسے جا کر ڈ جا کر سوریہ سگالوں گا جانا کریا گا نیلارا اے ری جانا گا نیچنگ بھی رہ ကာရဆိုတဲ့စကားလုံးထည့်လိုက်တယ်တဘောပေါက်ပြီနော်အဲ့ဒီဂျာကာရီရဲ့အနောက်မှာဘာလာရမလဲစန်တက်စ်လာမယ်စန်တက်စ်ဆိုတာကကြိုက်တယ်လို့စာချုပ်ပေါ့ကျွန်တော်တို့အနာကက်စာချုပ်လုံရအနာကက်စာချုပ်ယူလာမယ်အမိန်ပေးတဲ့စာချုပ်လုံရအမိန်ပေးတဲ့စာချုပ်ယူလာမယ်လုတ်တဲ့နဲ့မလုတ်တဲ့မှုဆိုတဲ့စာချုပ်လိုရနေတယ်ဆိုလို့ရှိရင်အဲ့ဒီစာချုပ်အသုံးပြုမယ်ကြိုက်တယ်လို့စာချုပ်ယူလာလို့ရတယ်တဘောပေါက်ပြီနော်အဲ့တော့ဂျာကာရီရဲ့အနောက်မှာဆရာကဒီမှာစာချုပ်တစ်ချုပ်ယူလာတယ်ဘူလာဟိုဘူလာဟိုဒီဟာအမိန်ပေးတဲ့စာချုပ်ကျွန်တော်တို့ဖတ်ပြီးသွားပြီတအားမမီလားကျွန်တော်တို့အမိန်ပေးတဲ့စာချုပ်တွေမှာ نہور سگال بلا ہوا لوبیاں بات کر کے واپس جاؤں گا میں بات کر کے واپس جاؤں گا ကျွန်တော်ဒီစကားပြောပြီးပြန်သွားမယ် چنو سگا پیو بھی, مائی بھی چنو بات کرنا دیا گا کرنا کریا بنو بات کرنا ڈگ سگا پیو دینا دی سورے گوگ بھی رو کی سورہ سکھالوں گو لگے بنو رہو میں بات کر کے واپس جاؤں گا پین دے واپس جاؤں گا چنورو اناگن پت بھی اناغن پت یا چنورو سا سی ریا کا အင်္ဂအင်္ဂဒီစကားလုံးတွေပေါ်အသုံးပြုတယ်နော်ဒီမှာလေဂျာဥင်္ဂဂျာနာကနေနာကိုဖြုတ်ပြီးတော့ဥင်္ဂထည့်လိုက်တာတရားတွေဟိုးအင်္ဂဖတ်ပြီးသွားပြီပေါ့နော် my bad karke ကျွန်တော်စကားပြောပြီးတော့ wabes ဂျာဥင်္ဂပြန်သွားမယ်နောက်တစ်ကြောင် humne paise dekar liya tha humne paise dekar liya tha ကျွန်တော်တို့ဒီပတ်စံပေးပြီးတော့ဝေခေတာ hum အတိတ်ပဲကျွန်တော်တို့ humne ကျွန်တော်တို့ paise dekar ပတ်စံပေးပြီးတော့

ကျွန်တော်ဖုန်းဆက်ပြီးသူ့ကိုခေါ်ခဲ့တယ်။ minor date ပဲကျွန်တော်ဒီကအတိတ်စာကြောင့်နော် minor လာတယ်ဗောနော်။ပြီးတော့နောက်ဆုံးမှာ kriya မှာအဲလာရဗောနော်။လာရကျွန်တော်တို့ kriya ရနောက်မှာနားကို ဖြုတ်ပြီးတော့ရဒါမှမဟုတ်အာဆိုတဲ့စကားလုံးထည့်ရင်အတိတ်စာကြောင့်ဖြစ်တယ်။ဒီမှာဘူလာနာ kriya ကနေနားစကားလုံးကိုဖြုတ်ပြီးတော့ရထည့်လိုက်တာနော်။အဲ့တော့ mine နဲ့ကျွန်တော်ဒီဖုန်းကတ်ကေဖုန်းဆက်ပြီးတော့ဖုန်းကရနာဒိတ်ပဲဖုန်းဆက်ဒီအေဒီကရနာ kriya ကနေနားကိုဖြုတ်ပြီး k ထည့်လိုက်တာ။ اسے بلایا تو گو خوکے رہے تب آپ بھی نو ناوٹا جاؤں گا چاہو سوچ سمجھ کر بات کرنا سوچ سمجھ کر بات کرنا سنزا بھی رو سگا پیابا سمجھنا دے سگا لوں گا کریا پھر دے سمجھنا دے بے نا لی دی تب آپ بھی نو سوچ دے بے سنزا دی ایڈو سوچ سمجھنا گا نے نا گو پھک بھی رو چنو دو کر سورے سگا لوں ٹھے لائی دا تب آپ بھی نو سوچ سمجھ کر سنزا بھی رو ဘတ်ကရဏစကားပြောပါဒီဘတ်ကရဏဒီကအမိန်ပေးတဲ့စာကြောင်းကျွန်တော်တို့အမိန်ပေးတဲ့စာကြောင်းရဲ့တန်ခမ်းတာမှာဖတ်ပြီးသွားပြီကျွန်တော်တို့တခါတလေကြိယာကိုမူလတိုင်ထားပြီးတော့အမိန်ပေးတဲ့စာကြောင်းစီလို့ရတယ်အဲဒါကြောင့်ဒီမှာဘတ်ကရဏကိုလုံးဝမူလတိုင်ထားတာလားဘတ်ကရိုအလိုသုံးငယ်လေးရတယ်ဘတ်ကရဏအလိုသုံးငယ်လေးရတယ်ဘတ်ကရအလိုသုံးငယ်လေးရတယ်ဒီတန်ခမ်းတာတွေကျွန်တော်တို့ဖတ်ပြီးသွားပြီပေါ့နော်အဲတော့ soch samajkar ဘတ်ကရဏစမ်းသပ်ပြီးတော့စကားပြောပါ တဘောပေါက်ပြီနော်အဲ့တော့ဆရာကဒီဘက်မှာခက်ဆက်လေးအနေငယ်ရေးပြထားတဲ့ဒီအရွယ်ဖတ်ကြတာပေါ့နော်မာရတဘာမာရတဘာတဲ့ပဲအကျင့်အကျင့်နှစ်ကျင့်သုံးကျင့်ဒီလိုမျိုးပေါ့နော်မာရတဘာအကျင့်နောက်တစ်ခုကကြတော့ဒဖာဒဖာတဲ့ပဲလေအကျင့်ပဲအက်ဒဖာဒိုဒဖာအက်မာရတဘာဒိုမာရတဘာလို့ပြောကြတယ်တကျင့်နှစ်ကျင့်ပေါ့နော်နောက်တစ်ခုကကြတော့ကိယဘာဘာလို့ဆိုလဲစကားလုံးရဲ့အတိတ်ပဲလေအကျင့်ပေါ့ एक बार ဆိုရင်တစ်ချိန်ဒိုးဘာဆိုရင်နှစ်ချိန်ကိရိယာဒိတ်ပဲနည်းနည်းပါးပါအနေငယ်အဲ့လိုများဒိတ်ပဲအဲ့တော့ကိရိဘာအဒိတ်ပဲအအချိန်ပေါင်းအနေငယ်နည်းနည်းပါးပါလေ၅ခါ၆ခါအဲ့လိုမျိုးပြောချင်တာပေါ့နော်နောက်တစ်ခုကကြတော့ဘိုဟုတ်ဘာဘိုဟုတ်အဒိတ်ပဲအများကြီးဘာအဒိတ်ပဲအချိန်အဲ့တော့ဘိုဟုတ်ဘာအဒိတ်ပဲအချိန်ပေါင်းများစွာ သဘောပေါက်ပြီနော်ဘုဟုတ်ဘာအချိန်ပေါင်းများတော့နောက်တစ်ခွက်ကြတော့ဘာသာအောက်ကတ်ဘာသာအောက်ကတ်အောက်ကတ်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကအချိန်များ waktu ဆိုတဲ့စကားလုံးတစ်လုံးရှိတယ်အချိန် aad waktu ဆိုတဲ့စကားလုံးရဲ့အများကြီးအောက်ကတ်အချိန်များသဘောပေါက်ပြီနော်ဘာသာအောက်ကတ်အဓိပ္ပာယ်တော်များများအချိန်မှာလို့မျိုးအဓိပ္ပာယ်သဘောပေါက်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီတစ်ခုသဘောပေါက်ပြီအခုနောက်တစ်ခုဆက်ပြီးဖတ်ကြမှာပေါ့နော်ဆရာကဒီမှာကောင်းစရာနည်းနည်းရေးပြထားတယ်ကလင်မာ2 ဒီ2ဆိုတဲ့စကားလုံးရဲ့အတိတ်ပဲကကျွန်တော်တို့ဗမာလိုစကားပြောတာကအဲသူကတော့ကျွန်တော်တို့ကတော့အဲအလုတ်ကတော့အဲ့ဒီ dog ဆိုတဲ့စကားလုံးတလုံးပြောတယ်အဲ့အဲ့ဒီ dog ကိုအရူရူ2လို့သုံးတယ်ဒီ2ကကျွန်တော်တို့နန်စားမှာဖတ်ခဲ့တဲ့2နဲ့မတူဘူးเนาะအဲ့အဲ့ဒီ2ကကြတော့ men ne အလိုမျိုးအတိတ်ပဲဒီ2ကကြတော့ဗမာလို dog အတိတ်ပဲအကြောင်းကတော့ လိုအိမ်ကတော့ဆရာကတော့အေးအေးဒီ door ဆိုတဲ့စကားလုံးရအတိတ်ပဲ to ပေါ့တဘောပေါ့ပြီနော်အခုဒီ to ဆိုတဲ့စကားလုံးကိုကျွန်တော်တို့ပြန်မထည့်သုံးရမလဲဗမာစကားမှာပြန်နေရာမှာထည့်သုံးတယ်ပြန်နေရာမှာအသုံးပြုလေအေးဒီနေရာမှာအသုံးပြုမှာပေါ့ဥပမာပြန်စာအုပ်ကတော့အလိုပြောမယ်ဆိုလို့ရှိရင်အေးဒီ door ဆိုတဲ့စကားလုံးကိုစာအုပ်ရနောက်မှာထည့်သုံးထားတယ်ဥရူရူစကားမှာလည်းဒီအတိုင်းပဲ kitab to အလိုမျိုးဖြစ်မယ်အလိုမျိုးဆရာကတော့အလိုပြောမယ်ဆိုလို့ရှိရင် ती चार टू डीलू नो सका वो नो तब वो भी नो चार इमा वो मारे ये बेरा दे रियो वो मारे फजा रावो नो बात तो सही है बात तो सही है सगारो मैंने बात तो सही है देख बे सगारो मैंने बात अधेक बे सगा टू अधेक बे दो अधेक बे सही है अधेक बे मैं क्या तो एरो बात तो सही है सगारो मैं ना बे तब वो भी नो नाउ तो खोज जारो आज तो टू गया ဒီမှာတူကရအတိတ်ပဲမဲသွားပြီဒီမှာတူနခလာတယ်ဒီပထမတူကကြတော့ဒေါ်အတိတ်ပဲဒုတိယတူကကြတော့မဲနဲအလိုမျိုးအတိတ်ပဲအဲ့တော့ as to to ဒီနေ့ကဒေါ်တူကရမဲသွားပြီနောက်တစ်ကြောင်ကကြတော့ اس کے حالات تو نازک ہے اس کے حالات تو نازک ہے تو یہ اچھا نیگا رہو مکاؤں گو دیما نازک ہے نازک سورے سکالوں دیکھ بے گا نو دو پیو دو المیا دیکھ بے دیما مکاؤں دو المیا دیکھ بے گو. پیو لو بنو اس کے حالات تو نازک ہے تو یہ اچھا نیگا مکاؤں گو رو اس کے دیکھ بے تو حالات سورے سکالوں گا دیا میاں گی ڈے حالت گا نہیں لا رہا حالات ادھک بھی اچھے نے حالات ادیک اد بے اچھا نے میاں با با دو 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 با 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 اس کے حالات نے اے اے گا حالا رو ناز ہے مکاؤ تبا و جاؤ وہ تو سمجھتے ہی نہیں وہ تو سمجھتے ہی نہیں ဝတ်အဓိပ္ပာယ်သူတူအဓိပ္ပာယ်ဒေါ်အဓိပ္ပာယ်တူအဓိပ္ပာယ်ကြတော့ဒေါ်ပေါ့နော်ဝတ်တို့သူကတော့အလိုများအဓိပ္ပာယ်သမစ်တေဟိနေဟိနာကိုမလဲတာသူကတော့နာကိုမလဲတာသမစ်နာအဓိပ္ပာယ်နာလေပြီအေကနဲ့သမစ်တေဟိနေဟိဒီဟာကအငဲစာကြောင့်တစ်မျိုးဖြစ်တယ်ကျွန်တော်တို့ဒီလိုပုံစံမျိုးစာကြောင့်တွေမဖတ်ရသေးဘူးအဲကျွန်တော်တို့ inshallah နောက်ပိုင်းဖတ်မှာပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီမှာကျွန်တော်တို့2ဆိုတဲ့စကားလုံးကိုပဲအဓိကမှတ်ရမှာပေါ့နော်ဝတ်တို့သူကတော့သမစ်တေဟိနေဟိနာကိုမလဲတာ သဘောပေါက်ပြီနော်နောက်တစ်ကြောင်ဝိုတိုအော်ဘာသေဝိုတိုအော်ဘာသေအဓိပ္ပာယ်ကအဲ့ဒါကတော့တခြားကိစ္စပဲအဲ့တော့ဒီမှာ2ဆိုတဲ့စကားလုံးရအဓိပ္ပာယ် dot ဆိုတဲ့အဓိပ္ပာယ်ပေးမှာပေါ့နော်ဝိုတိုအဲ့ဒါကတော့အဲ့တော့လာလို့တော့ ਨੇ ဒီတပိုက်လေးသဘောပေါက်ပြီကျွန်တော်တို့ဒီခက်ဆက်တွေဖတ်ကြတာပေါ့နော်အပနာအပနီအပနီဒီအရင်နန်စားဖြစ်တယ်အပနာအဓိပ္ပာယ်ကျွန်ုပ်ဤမိမိအလိုမျိုးအဓိပ္ပာယ်အဲယောက်ျားလေးဆိုရင်ပနာသုံးတယ်မိန်းကလေးဆိုရင်ပနီးသုံးတယ်အမယာကင်းဆိုရင်အပနေသုံးတယ်အခု ٹکوری بے دیما میرے گھر سگالوں ٹلوں گے اپنا ایری ٹلوں گے چنو رو انے گے امیا گے اٹھے اما لو کوئی دوارا بنو اپنا سوئیں میمی ای یاؤچالی اپنی سوئیں میمی اپنی سوئیں امیا گے بنو میمی رو ای تب بھی نو نہ چارو اپنا آپ اپنا آپ ادیبی کوئی اپنا آپ میمی کو رائی تبو باؤ بینو اپنا کا چاہ رہو میمی اپنا آپ سولو سنئے میمی کو رائیں نوٹ کو آچارہ خود خود ہی خود خود ہی ادیک ویلے ممی کوائن ایرو اپنا آپ ادیک ویلے ممی کوائن خود خود ہی ادیک ویلے میمی کوائن انگلش لوپیا میں سلوشن چارہ صرف ادیک بے تی دیں صرف ادیک بے تی دیں لوپیا میں سولہ چاہیے